အားလုံးပဲမင်္ဂလာမြတ်ဖဖို့ AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါကွင်းလေကစားသမားဗန်ဂရာဘန်ပတ်နဲ့ပတ်သက်ပြီးတော့ဒတင်းကြောင်းရာလေးကိုလာရောက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ညာအဲ့ကျွန်တော်တို့ဒီဂရာဘီဂရာဘီယာဆိုလို့ရှိရင်ပြီးခဲ့တဲ့ United နဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကတ်စမဲရိုနဲ့ပေါ့လေဒါကတ်စမဲရိုကနောက်ကဖြတ်ထုတ်တာမှာဂျန်တန်နဲ့အတွက်ဒါသူ့အနေနဲ့တကောက်ကြောတန်ရာရရှိသွားတဲ့အတွက် ဒါရက်တစ်ပတ်နေငယ်လောက်900ရနိုင်ွယ်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေအားသိရပါတယ်ပြောနီးပြည်ကြီးအာနီစလောကလည်းသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာသူပြောကြားထားပါတယ်ဂျောဂရာဘီယာဆိုလို့ရှိရင်ဒါတကောင်ကြောတန်ရရထားတဲ့အတွက်သူ့ကိုလူစားလဲလဲရတာဖြစ်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်တို့ရက်တပတ်နင်းငယ်လောက်ထိနားရဖို့ရှိတယ်ဆိုပြီးတော့ပြောကြားထားပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဒီဖရန့်ဘတ်နဲ့ပွဲမှာလည်းမပါဝင်နိုင်ဘူးပေါ့လေဒါဒါပေမဲ့ဒီစနေနေ့မှာရှင်းမြန်ကစားမဲ့ဘရန်ဖို့နဲ့ပွဲစဉ်မှာတော့ ပြန်လာဖို့အတွက်မျှော်လင့်ပါတယ်ဆိုပြီးတော့ဒါပြောကြားသွားတာလည်းကျွန်တော်တို့တွေ့ရပါတယ်။ Grabia ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကွင်းလယ်မှာဆိုလို့ရှိရင်အဓိကကစားသမားတစ်ယောက်ဖြစ်ပြီးတော့သူကဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်တန်း၄ယောက်ရဲ့အရှိမှဆိုလို့ရှိရင်တတိုင်းတစ်ခုလိုမျိုးဒါအမြဲတမ်းကျွန်တော်တို့ကာကွယ်ပေးနေတဲ့ကစားသမားတစ်ယောက်ရှိလို့ပြီးတော့ကျွန်တော်ပစ်တက်တီတဲတဲ့နေရာမှာလည်းသူ့ရှိရတာဘောလုံးဖြန့်လာပြီးပါဆိုလို့ရှိရင်တကယ်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ရောသူတန်ရာရသွားတာတော့အနေငယ်စိုးရိမ်နေပေါ့လေအတင်းရငိုရေရမှတိုင်ပတ်နေပါဆိုမှကျွန်တော်တကယ်အဓိကကွင်းလက်ကစားသမားတယောက်အဲ့လိုမျိုးတန်ရာရသွားတဲ့ခါမှာတော့ဒါအတင်းအတွက်ကျွန်တော်နစ်နာဇာတိရှိတယ်ပေါ့လေဒါကြောင့်မို့လို့ကျွန်တော်ဒီ front back နဲ့ပွဲမှာတော့သူပါဝင်ဖို့မရှိတော့ပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ brand phone နဲ့လာမဲ့ဒီပွဲစဉ်ကိုပြီးများဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒါပြန်လာနိုင်လိမ့်မယ်ဆိုပြီးတော့လဲကျွန်တော်တို့ ညီပြိုက်အနီစလော့တော့ပြောကြားသွားတာလည်းဖြစ်ပါတယ်။ဂရာဘီယာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါပွဲစဉ်တွေတော်တော်များများမှာသူ့အနေနဲ့ဒါတခြားသမားတွေခြေစွမ်းကျနေရသူသူကရောပြီးတော့မကြဘဲနဲ့ကျွန်တော်တို့ဒါသူ့အနေနဲ့အကောင်းဆုံးဒါပြောမယ်ဆိုလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘောလုံးဖြန့်တဲ့နေရာတွေပြီးတော့နောက်တန်းကိုစင်ကူတဲ့နေရာတွေနဲ့တကယ်အဓိကနေရာတွေမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်တို့ပါဝင်ပြီးတော့ လောက်ဆောင်နေရဆိုတာကျွန်တော်တို့ပြိသက်တွေတည်တဲ့အတိုင်းပဲပေါ့လေဒါကြောင့်မလို့သူ့လိုအဓိကကစားသမားတယောက်ခုလိုမျိုးဒဏ်ရာရရတော့ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့အတင်းတွက်လိုအပ်ချက်ကြီးကြီးမားမားတခုပါပဲသူအမြန်ဆုံးပြန်လာနိုင်ဖို့အတွက်ပဲကျွန်တော်တို့ဒါပြိသက်တွေအနေနဲ့ကျွန်တော်ဆွတ်တောင်းမိပါတယ်အဲ့တော့ဒီ grabia ဆိုလို့ရှိရင်သူကဒီ customer ဖြတ်ထုတ်တဲ့နေရာမှာကြမ်းတမ်းနေတဲ့အတွက်ကျွန်တော်တို့ဒါ customer လည်းအဲ့ဒီနေရာပွဲမှာအဝါကတ်ထိသွားတယ်ပေါ့လေသူလည်းကျွန်တော်တို့ဒါ ွဲပြီးတော့ထောင်းနဲ့ထောင်းနဲ့ဖြစ်ပြီးတော့ကျွန်တော်တို့ဒါမကြောက်တာလူစားလေးလိုက်ရလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဂရာဘီကတော့အခုကျွန်တော်တို့တွေ့ရတဲ့သတင်းတွေကတော့ရှက်တပတ်နေငယ်လောက်ထိနားရနိုင်ဖို့ရှိတယ်ဆိုပြီးတော့လည်းကျွန်တော်တို့သိရပါတယ်။ဒါကတော့ကျွန်တော်တို့ဂရာဘီနဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။